မင်္ဂလာပါခင်ဗျာ2025ခုနှစ်အော်တိုဘာလ3ရက်နေ့လယ်အတန်ရဲ့တနေ့တာသတင်းစီစဉ်ဖြစ်ပါတယ်ပထမဆုံးအနေနဲ့ရွှေဘူမှာဘုံကြီးချောင်းဝင်းရဲ့လမ်းနကြီးကြလို့ကိုရင်သုံးမပြန်လုံးပြီးထိခိုက်မှုများခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်စကိုင်းတိုင်းရွှေဘူမြို့အမှတ်9ရက်ခွဲရှိအောင်မြေချမ်းမြေကျောင်းနိုင်ဘုံကြီးချောင်းဝင်းအတွင်လမ်းနကြီးကြရောက်ပတ်ခွဲခဲ့တာကြောင့်ကိုရင်သုံးမပြန်လုံးတော်မူကရှစ်ပါထိခိုက်တံရရတယ်လို့မြို့ခံတွေစီကသိရပါတယ် အော်တိုဘာ၂ရက်မနက်၇နာရီကျော်မှာကြောင်မြောင်းအခြေဆိုင်ခမာယာစစ်တေကပြစ်ခတ်တဲ့ဟဝင်ဇာလက်နက်ကြီးဟာဘုံကြီးကျောင်းဝင်းအတွင်းကိုကြားရောက်ပောက်ကွဲခဲ့တယ်လို့မြို့ကန်တဦးကပြောပါတယ်။လက်နက်ကြီးကြားရောက်ပောက်ကွဲတာကြောင့်အသက်၁၄နှစ်အရွယ်ရှင်ဝိမလာရှင်ညာနီကရှင်ဥတ္တမအပါအဝင်သုံးပါးပြန်လုံတော်မူခဲ့ပြီးနောက်ထပ်အသက်၁၂နှစ်ကနေ၁၄နှစ်အရွယ်ရှိကိုရင်ရှိပါတန်ရာအပြင်းထန်ရခဲ့သလိုကိုရင်တွင်နေတဲ့အဆောင်လည်းပျက်စီးခဲ့တယ်လို့ဆိုပါတယ်။ ထိခိုက်တိုက်စုံတရန်ရတဲ့ကိုရင်တွေကိုမြို့ကန်ဗရဟိတတွေနဲ့ဒေသခံတွေကရွှေဘိုစေယုံကိုပို့ဆောင်ပေးခဲ့ရပြီးကိုရင်တွေရဲ့ရိုးလောင်းကိုတော့ညနေပိုင်းမှာကြောင်းနိုင်ကိုပြန်သေးလာပြီးအော်တိုဘာ3ရက်ဒီနေ့နေ့လယ်2နာရီမှာအိုရှိကန်သုံးတန်ကိုပို့ဆောင်တကြိုသွားမယ်လို့သိရပါဗါတယ်။အဲ့ဒီနေ့မနက်6နာရီခန့်ကစစ်ကောက်မရှင်တပ်အင်အားတရာခန့်ဟာရွှေဘိုမြို့တောင်ဘက်အထွတ်တာကနန်းကြီးရွာဘက်ကိုစစ်ကြောင်းထိုးရာ PDF ပူပေါင်းတပ်တွေဘက်ကကြားဖြတ်တိုက်ခိုက်တာခံရလို့တိုက်စုံထိခိုက်မှုများခဲ့ပြီးလက်နက်အချို့ကိုလည်း တော်လိုင်းအဖွဲ့တွေဘက်ကဒင်းစီရမိတာရှိတယ်လို့ဒေတာကာကွယ်ရေးအဖွဲ့ဝင်အချို့စီကသိရပါတယ်အဆိုပါတိုက်ပွဲနဲ့ပတ်သက်ပြီးအခြေအနေကိုတော့တိုက်ပွဲမှာတပ်ဖွဲ့တွေဘက်ကနေအသေးစိတ်ပြန်လဲထုတ်ပြန်သွားမယ်လို့ဆိုပါတယ်နေရီကန်တော်တိုက်ပွဲတွေကနေထွက်ပြေးလာတဲ့စစ်မှုထမ်းတပ်သား28ဦးကိုထပ်မံဖမ်းမိတဲ့သတင်းကိုဆက်လက်တင်ဆက်ပါမယ်မကွေးတိုင်းငပင်းမြို့နယ်ရခိုင်ရုံးမပေါ်အဘရလမိုင်းနဘေးရှိနေရီကန်တော်တိုက်ပွဲတွေကနေထွက်ပြေးလာတဲ့စစ်ကောင်မရှင်တပ်သား28ဦးကိုဖမ်းဆီးရရှိထားတယ်လို့ PIA မကွေးက အော်တိုဘာ၂ရက်မနေ့ကထုတ်ပြန်ပါတယ်။ဖန်စီရမိသူတွေဟာစက်တင်ဘာလအတွင်းနေရီကန်တော်တိုက်ပွဲတွေကနေထွက်ပြေးလာတဲ့ဆာကာခါဆက်ဖွန်လာအုပ်ခံစစ်မှုထမ်းတင်တဲ့စဉ်စစ်ကောင်ရှင်တပ်သား20ဦးနဲ့တမခွန်ခွန်လက်အောက်9ဦးဖြစ်ပြီးအဲ့ဒီ9ဦးကတော့ဇူလိုင်လကလေးကဖန်စီရမိထားတာလို့ PIA မကွေးတာဝန်ရှိသူတို့ကမြေလက်တံကိုပြောပါတယ်။နေရီကန်တော်ရောတခြားတိုက်ပွဲတွေပြင်းထန်နေချိန်ခြေဦးတရထွက်ပြေးလာတဲ့အဲ့ဒီစစ်ကောင်ရှင်တပ်သားတွေကို PIA မကွေးတပ်ဖွဲ့ဝင်တွေကကြားပြဖန်စီနိုင်ခဲ့တာဖြစ်ပြီးစစ်တုံးမဲအားလုံးဟာ စစ်မှုရန်တင်တဲ့အပတ်စဉ်ခုနှစ်နဲ့73ဆင့်တက်သားတွေဖြစ်ကြတယ်လို့သူကဆိုပါတယ်ပြီးခဲ့တဲ့စက်တင်ဘာ28ရက်မှာလက်ရည်ကန်စကန်ကုန်းနဲ့နမိုင်ခတ်အကွာရှိအင်အား100ခန့်နဲ့တဆွဲထားတဲ့ဂေါကြီးကြီးရွာကားတင်းစကန်ကိုအာရခတ်တပ်တော် AA နဲ့ပူးပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးအဲ့ဒီစကန်နဲ့တိုက်ပွဲတွေကနေစကားခါစခုံလာအောင်ခန့်တက်သားတွေအများအပြားထွက်ပြေးနေကြတာပါအမျိုးချီဆိုင်အနောက်ပိုင်းနဲ့စစ်ဌာနချုပ်သိမ်းပိုက်ရရှိပြီးနောက်ယခုနှစ်ပိုင်းမှာအမ်ဗရန်လန်မိုင်းငပဲမြို့နယ်အတွင်းတိုက်ပွဲတွေရရှိလာခဲ့ပြီ ရခိုင်နယ်ရေကန်တော်တိုက်ပွဲတွေဖြစ်တဲ့ကံမြင့်ကန်၊ကုတ်စီယိုတာဝါတိုင်းစခန်းသိမ်းတိုက်ပွဲတွေမှာလည်းထပ်ပြီးစစ်ကော်မရှင်တပ်သားတွေကိုငဖဲချီဆိုင်ကာပွဲတပ်ပွဲတွေကများများဖမ်းမိခဲ့တာဖြစ်ပါတယ်။နောက်ထပ်တစ်ပုဒ်အနေနဲ့ကျောက်ပောင်းမှာရေတိုက်စားပြီးတရားကျူးလို့ကားစီးရရကြောပိတ်မိနေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းကျောက်ပောင်းမြို့နယ်ကမ်းရွာနယ်စီပင်သာရွာကြားကျောက်ပောင်းမိတိသာလမ်းမိုင်းမှာရေတိုက်စားရကတရားကျူးသွားတဲ့အတွက်ကားစီးရ300ကျော်ပိတ်မိနေတယ်လို့ကူညီပေးနေသူတွေစီကသိရပါဗျ။ အော်တိုဘာ3ရက်နေ့မနက်7:00နာရီကျော်ကစပြီးကားလမ်းမိုက်တိုင်း52အနီးရှိပေ20ခန်းရှိတံတားမှကြိုးကြခဲ့တာကြောင့်ခီးသွွားကားတွေဖြတ်တန်းလို့မရပဲပြိမိနေခဲ့တာလို့ကုညီလောက်ကင်ပေးနေသူတို့ကပြောပါဗျ။ဒါကြောင့်ခီးသွွားကားတွေဖြတ်တန်းလို့မရတော့ပဲကြိုးကြသွားတဲ့နေရာကိုတော့နေ့လယ်7:00နာရီကျော်လောက်ကစပြီးမိသက်လူမှုကွန်ရက်လမ်းဦးစီးဌာနနဲ့ဒေသခံတွေကကြောက်တွေ့ကြတာပြန်လည်ပြီးစိန်မှုတွေလုပ်နေပြီလို့သိရပါဗျ။ တရားပြင်းနေချိန်ကားလန်တစ်ဖက်မှာခရီးသွားကားအစီးရေ300ကျော်အထိပိတ်မိနေတယ်လို့ဆိုပါတယ်။မိုးသည်ထန်စွာရွာပြီးကြက်မောက်တောင်ဆယ်တဲကိုဝင်လာတဲ့ရေပမာဏများလာပြီးရေပိုလွဲကနေရေတွေကျော်ကျလာတာကြောင့်စတေမာလာ30ရက်ဝန်နဲ့9နာရီကျော်လောက်ကစတင်ပြီးကျောက်ပရုံမိထီလာလမ်းမကြီးကားလန်မိုင်တိုင်အမှန်50တိမင်းဆောင်၄ကနေ50တိမင်းဆောင်9အကြား၃ဖာလုံးလောက်ရေကျော်ခဲ့ပါတယ်။ဆယ်ရေကျော်ပြီးရေကျများလာတာကြောင့်ရေစီးကျောက်တစ်လျှောက်လေကနေရာကျော်ရင်းနှီးမြုပ်တာဖြစ်ခဲ့ပြီးလက်ရှိမှာတော့ ရေပြန်လည်ကျဆင်းနေပြီးကားလမ်းပေါ်မှာရေနှဲငယ်လောက်သာကျန်ရှိတော့တယ်လို့သိရပါဗျ။နောက်ဆုံးတစ်ပုဒ်အနေနဲ့တင်ဆက်ပေးမှာကတော့မြင်းချံမြောင်မင်းရွာကိုပူစောရီတီတာယူမော်ဖွဲ့က၃ရက်ဆက်တိုက်မိရှုခဲ့တဲ့တဲ့မှာဝန်နလီတိုင်းမြင်းချံမြို့နယ်မြောင်မင်းရွာကိုပူစောရီတီတာယူမော်ဦးဆောင်တဲ့ပူစောဒီနဲ့စစ်ကောင်ရင်တပ်ပူးပေါင်းအဖွဲ့က၃ရက်ဆက်မိရှုခဲ့တယ်လို့ မြင်းကျက်မြည်သူကွယ်ရေးအဖွဲ့ရဲ့တာဝန်ရှိသူတွေစီကဒီရပါတယ်စက်တင်ဘာ28ရက်ကစပြီးမြင်းကျက်ဘက်ကနေအင်အားနေရာကျော်နယ်စစ်ကြောင်းထိုးလာတဲ့အဲ့ဒီစစ်ကြောင်းဟာစက်တင်ဘာ29ရက်ကနေအော်တိုဘာ10ရက်အထိရောင်းနေရွာကို၄ချိန်နီးပါးမိရှုထားတယ်လို့မြင်းကျက်မြို့နယ်ဘက်ကဖာတာဝန်ရှိသူတို့ကပြောပါတယ်အခုလိုမိရှုခဲ့တာကြောင့်အင်ဂျီ300ဝန်းကျင်ရှိရောင်းမီရွာကနေ40ကျော်မီးလောင်ပျက်စီးနိုင်ပြီးအော်တိုဘာ3ရက်ဒီကနေ့အထိစစ်ကြောင်းကရွာကနေပြန်မထွက်သေးတာကြောင့်ပျက်စီးမှုအထိကြတော့မသိရသေးဘူးလို့ဆိုပါတယ် စစ်ကြောင်းဝင်လာလို့ညောင်မင်းတဲရွာခင်မတဲမြောက်ကွန်းရွာကြီးရွာသစ်အပါအဝင်ကျေးရွာ900လောက်ကဒေသခံ9000ကျော်ဟာစက်တင်ဘာ28ရက်လောက်ကစပြီးစစ်ဆောင်နေရကအောက်တိုဘာ3ရက်နေ့အထိနေရက်မပြောင်းကြရသေးဘူးလို့သိရပါတယ်။ဒါ့အပြင်အဲ့ဒီဒေသအတွင်းစီးရဲချင်းနေတင်းမနေကတော်လိုင်းတက်တွေနဲ့လည်းတိုက်ပွဲတွေဖြစ်နေတယ်လို့ဆိုပါတယ်။မြေလက်ဒေသကသတင်းတွေကိုတင်ဆက်ပေးနေတဲ့မြေလက်တန်ရဲ့နေ့စဉ်သတင်းအစီအစဉ်ကိုနေ့စဉ်မြန်မာစံတော်ချိန်ည8:00နာရီခွဲမှာတင်ဆက်ပေးနေတာဖြစ်ပြီး 呢个系一 website，九九年 Facebook 都话扫描接受你埋嚟，系咪啊？